ပါလုံးမွေးမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေအဲတနင်္ဂနွေသားသမီးအားလုံးတို့က28ရက်ဆယ်လ2025ကနေ24ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုညီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ကကြတော့ဒီတစ်ပတ်ကလာမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးလေးအဲပထမဆုံးကျမ်းမာရေးနဲ့ပတ်သက်ပြီးစပြောခြင်းလို့နော် အဲ့တော့ကျမကြီးနံပါတ်1တရင်ခွေတာသမီးတွေနံပါတ်1ဘာဖြစ်မလဲဆိုတော့အဲအွယ်ရတစ်ခုရောက်တယ်ပေါ့နော်တကြီးရွယ်ဦးတွေဆိုရင်ဘာဖြစ်တယ်လဲမင်းသူကသွေးတိုးတဲ့ယောဂလေးတွေဖြစ်တဲ့ကိန်းကြီးတယ်တစ်ချက်သတိထားမယ်သွေးတိုးတဲ့ယောဂလေးတွေရှိတယ်တချို့ကတော့စီအဲစီဂျိုလိုသွေးတိုးလိုအဲအထာမျိုးတွေပို့ပြီးတက်လာတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်အမျိုးသမီးတွေဆိုတော့သွေးသားဓမ္မနာနဲ့ပတ်သက်တဲ့ယောဂတွေတအိမ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တယ်ဒါအပြင်လူကြီးလူငယ်မကြီးသွားတဖုံနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်ပြီးတော့ဆေးရုံဆေးကံပြေးရတဲ့ကိန်းတွေမှာပါတဲ့သူကအဲဂယူဆိုင်ပြရမှာပေါ့နော် အဲ့ဒါလေးတစ်ချက်သတိထားပဲအကယ်ကြမ်းမှညာလို့စေုံစင်းကနေပါပြမယ်ဆိုရင်တော့အဲတနင်္ဂနွေသားသမီးဆီအောင်နဲ့ပြပေးပါဒါဆိုရင်တော့ကြုံနေရတဲ့ကြမ်းမကြီးအញ្ញံအခိုက်လေးတွေကအဲအနာနဲ့စင်းနဲ့တိုးပြီးတော့မြေမဆန်တက်တာပျောက်ကင်းတာပေါ့လေစေုံစင်းကနေမှဒီမှာလဲတနင်္ဂနွေနာနဲ့အဲစရတယ်ပေါ့နော်စေုံစင်းကနေမှတွေကိုရွေးချက်ပြီးတော့သွားခိုင်းမယ်ဆိုရင်တော့ပို့ပြီးထိအောင်မယ်လို့အကြံပေးခြင်းနဲ့ဖြစ်နိုင်ခိုင်းတော့အရှင်းမြောက်တော့ရမှရှိတဲ့စေုံစင်းကနေမှသွားပြပိုကောင်းနေတယ်ဗျာနော်အဲ့ဒါကြမ်းမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးမြင်တာပေါ့အဲ့ဒီမှာအစားအစာတွေပါနေနဲ့ပတ်သက်ပြီးတော့ရှောင်းခြင်းနဲ့စိုးကန့်ရင်လည်း အဲဒီကလာမှာအတက်စာလေးတွေအတက်နိုင်ဆုံးမစားဘဲနေပေါ့နော်အချမောင်ကျော်တို့မြစ်တို့အချင်းဘတ်တို့ငပိငဖယ်တို့အဒါမျိုးလေးတွေမစားဘဲနေပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့အဲ့ဒါလေးတွေစားပြီးတော့နောက်ပိုင်းကျမကြီးအညံ့လေးတွေတိတိတသာဖြစ်သွားတာမျိုးလေးတွေကျောင်းတက်ကြင်ရှိတယ်ဂယုတစ်ချက်စိုက်မယ်နော်အလုတ်ကနေပတ်သက်ပြီးပြောကြပါစို့အဲတနင်္ဂနွေသားသမီးတွေဒီကလာမှာအလုတ်နဲ့ပတ်သက်လို့ရှိရင်အလုတ်ရှာနေတာကြာပြီးအလုတ်မရှိသေးဘူးဆိုတဲ့သူတွေဒီကလာမှာအလုတ်အသေးရတဲ့ဂိမ်းရှိတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်ဗျာနော် အဲ့တော့အလုပ်တွေပါလေစောက်ဆန်းနေရတဲ့သူတွေဆိုလည်းဒီကလာမှာလူခေါ်သားတွေပါလေဂျုံကကြားရတာမျိုးတွေဖြစ်တတ်တဲ့ gain ရှိတယ်။အလုပ်နဲ့ပတ်သက်ရင်တော့တော်တော်လေးဝမ်းသာဖို့ကောင်းပါတယ်။အဲလက်ရှိဝန်ထမ်းနေတာဖြစ်ခဲ့မဲ့ဆိုကြရင်ယာရူးတိုးတတ်တဲ့ gain ရှိတယ်။ဟိုတချို့တွေဆိုရင်နိုင်ငံတော်အကြီးအကဲတာဝန်တွေကိုပါအဲယူပြီးတော့တာဝန်ထမ်းဆောင်ရတာဒီအဖွဲ့အစည်းတွေပေါ်ပေါ့နော်။အဖွဲ့အစည်းတွေမှာခေါင်းဆောင်တာဝန်နေရပေါ့နော်။တာဝန်ပေးခြင်းခံရတာတွေအစားဂျုံရတဲ့ gain တွေမှာသွားပါတဲ့သူကဝမ်းသာဖို့ကောင်းတယ်။အတိုက်ခိုက်တွေရှိတာမှန်တယ် သို့သောအရှင်ပြိုင်တက်ခဲ့တဲ့အရာမှန်သမျှကိုအောင်မြင်သွားကြော်လွားနိုင်တဲ့အနေအထားရှိမယ်။ဥပမာဗာနဲ့လာသနာလူလဲဆိုတော့ဒီကလာမှာအာခသသမားတွေဆိုကြပါစို့အပြိုင်ဆိုင်ပေါ့နော်ပြင်းပြထန်ထန်တိုက်ခိုက်တဲ့ရှင်ပြိုင်နဲ့ပြီးတော့နောက်ဆုံးမှာမိမိတို့ကအနိုင်ရတယ်ဆိုတဲ့ကိန်းခံမျိုးပေါ့နော်။အဲ့လိုကိန်းခံမျိုးတွေမှာပါတဲ့အတွက်တော်တော်လေးအားကောင်းတယ်။ရှင်မမီးရတဲ့သူစုစိတ်တွေဘဝရုကုံလူတွေအားစားအရတဲ့ကိန်းတွေမှာပါတာပါပါတယ်ဗျာနော်။အဲ့တော့ယာရုတက်ရှင်တဲ့သူတွေဆိုရင်ဒီကလာကယာရုတက်ဖို့အကောင်းဆုံးအခွင့်အရေးပါပဲယာရုတို့အပြောင်းအရွှေ့လေးတွေကြုံရတဲ့ကိန်းရှိပါတယ်တချို့ကတော့အလုပ်အသစ်လေးတွေပါလေးတွေရတာမျိုးလူတွေဖြစ်တတ်တယ် တချို့လေးတွေဆက်ရှိသေးတယ်ဗျာဖြစ်တဲ့တဲ့ဘာဝအဲလက်ရှိလုပ်နေတဲ့အလုပ်ကအဆင်မပြေဘူးဆိုပြီးတော့တချို့အလုပ်အဟောင်းကပြန်ခေါ်တာမျိုးလေးတွေကြုံနေပေါ့အကြုံတဲ့ခါမှာအလုပ်အဟောင်းကိုပြန်သွားတာမျိုးလေးတွေအောင်ကျောင်းဝတ်တက်တယ်လို့ခေါ်တာပေါ့ဗျာနော်အဲ့တော့အလုပ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့လွတ်ချင်တာလုပ်ပါအဆင်ပြေပါတယ်ဒီကလကလုပ်ငန်းဆောင်တဲ့ပတ်သက်တဲ့ကိစ္စအဝဝအဆင်ပြေမဲ့ကိန်းတွေမှာပါတော့ဝမ်းသာဖို့ကောင်းပါတယ်ဒါပြင်ရှင်းပုံရှင်းကံကြီးမားတဲ့သူတွေဆိုရင်ဒီကလမှာအိုသစ်အိမ်သစ်တွေပါရရှိပိုင်ဆိုင်တတ်တဲ့ကိန်းတွေမှာပါတယ်အိမ်တွေပါတယ်ဝန်နိုင်တာတိုက်ခန်းတွေပါတယ်ဝန်နိုင်တာနေရာထိုင်နေတဲ့ပတ်သက်တဲ့ကိစ္စတွေပြောဆိုဆောင်တဲ့ကိစ္စကအမှန်အဆင်ပြေတယ်ပေါ့နော် တချို့ကကြတော့ကိုယ်ကတည်းကတော့မဖြစ်ဘူးသို့တော့ကိုယ့်ရဲ့သားသမီးတို့ညီကိုမောင်နှမတို့အဲ့လိုဖြစ်တဲ့အခါမှာကိုပါလိုက်ပါဖြစ်ချင်းဆောင်ရွက်ပေးတာတွေအားစားကြုံရတတ်ကိန်းရှိတယ်ကောင်းပါတယ်ဗျာနော်အဆင်ပြေပါတယ်အဲကိုပိုင်စီဝါရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းဒီကလာမှာလုပ်တဲ့အလုပ်တွေကပေါ့နော်ဒီဆောက်လုပ်နေတဲ့ပတ်သက်တဲ့လုပ်ငန်းတွေလောက်ကနေတဲ့သူတွေဆိုပို့ပြီးတော့အဆင်ပြေတယ်ဆောက်လုပ်ရေးလုပ်ငန်းတွေပို့ပြီးတော့လက်ခံရရှိတာတွေအပြိုင်ဆိုင်တွေတင်တာတွေပါတယ်ဆိုတဲ့အခါမှာအောင်တာတွေအစားပေါ့လေအဆင်ပြေတာပေါ့အဲတော်တော်လေးအားကောင်းတယ်အဲပြီးလို့ရှိရင်ဆောက်လုပ်ရေးသုံးပစ္စည်းတွေရောင်းဝယ်ဖောက်ကားတာတွေအစားအိမ်အယောင်းဝယ်လုပ်တဲ့သူတွေဒီကလာမှာ ပွဲတဲ့တာမျိုးလေးတွေအစားဖြစ်တဲ့ဂိမ်းတွေမှာပါတော့ဝမ်းသာဖို့တော့ကောင်းပါတယ်ဗျာနော်တခုရှိတယ်ပတ်စံဘလောက်ပဲချမ်းသာတဲ့သူဖြစ်ဖြစ်ဒီကလာမှာမြေတွေပါလေလုံးဝဝလို့မသိတော့ဘူးမြေရောင်းအလုံးတစ်ချက်သတိထားမယ်အာပိုင်ဆိုင်မှုမခိုင်ပါသေးဒုမဟုတ်စားစရာလိုအပ်ချက်ရှိနေတဲ့မြေမျိုးတွေကိုသွားဝယ်မိတာမျိုးတွေအမွေဆိုင်ကိစ္စတွေပေါ့နော်အဲအဲ့ဒါမျိုးတွေမရှင်းသေးတဲ့မြေတွေကိုသွားဝယ်မိတာဖြစ်စေအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အမှုကင်းလေးတွေရင်ဆိုင်ရတဲ့ကိန်းတွေမှာပါတော့သတိထားပေးအဲ့ဒီမှာဆက်သက်ပြီးတော့ဒီကလာမှာဒီညီကောင်မောင်နှမအချင်းချင်း စိတ်ဝင်ကွက်တရားလေးတွေကြုံပြီးတော့အမြေကိစ္စတို့အမွေကိစ္စတို့နဲ့ပတ်သက်ပြီးတော့သဘောထားကွက်လွဲမှုအမှုကိန်းတွေဖြစ်တဲ့ကိန်းတွေမှာပါတယ်ဂရုတစ်ချက်စိုက်ပြီးမယ်ထပ်ပြီးပြောချင်တာကအိမ်တော်ကြီးတို့ခေါင်းစဉ်တက်ရင်တချို့ဟာလေးတွေမှာအိမ်တော်ကြီးအဆင်မပြေလို့ဆိုပြီးနှုတ်လမ်းခွဲဖို့လုပ်တဲ့ခါမှာပိုင်ဆိုင်မှုတွေခွဲဝေတဲ့ခါမှာပြဿနာအញ្ញံခိုက်တွေကြုံပြီးတော့အဲတရမမှုလို့ခေါ်တာပေါ့နော်အဲ့လိုပုံစံမျိုးကြီးသွားဖြစ်တဲ့ကိန်းတွေမှာပါတော့အထူးသတိထားပဲအမှုမဖြစ်အောင်နေမယ်အမှုဖြစ်ခဲ့ရင်အကြာကြီးဖြစ်သွားတဲ့ကိန်းတွေမှာပါတယ်တခါနဲ့မပြီးတတ်ဘူးပေါ့နော်သတိထားပေးရမယ် ငွေကြေးလို့ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုတော့ဒီကလကငွေကြေးကလက်ပိတ်တယ်လို့တော့မသုံးတော့ဘူးဒါပေမဲ့ရတဲ့ပတ်စံမလောက်ဘူးဖြစ်တယ်ဗျာမမြဲဘူးဗျသူက100ဝင်ပြီး900လောက်ပြန်ထွက်ချင်တာမျိုးပေါ့နော်အဲ့တော့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လေးဖြစ်ပြီးတော့ဘလို့မှစုပ်ကင်တာလို့မရတဲ့အနေအထားဖြစ်တယ်အဲ့တော့ပတ်စံရကမယ်ဆိုရင်လက်ထဲစုပ်ကင်မထားဘဲနဲ့ယင်းဒီမျိုးနန္ဒနာလေးတွေရှိမြုံနယ်မှာဗျာဒီကလမှာအကောင်းဆုံးသောအဆင်ပြေလာလိမ့်မယ်ဒီကလမှာယင်းဒီမျိုးနယ်လေးပတ်စံတွေကလာမယ့်အနာဂတ်လိုက်မှာဘွားကနေဆိုပြီးပြန်ပြီးပေါ်လာမှာအဆုလိုက်ပြန်လာရတဲ့ဂိမ်းရှိတဲ့အတွက်နော်လက်ထဲပတ်စံမထားပါနဲ့အထူးသဖြင့်ဒီကလလေးမှာ လက်ထက်ပတ်စံရှိပြီးဆိုရင်ယင်းတဲ့မိတ်ဆွေတွေရဲ့ပတ်စံချင်းငါချင်းတာလို့ဒါကအဆွေမကင်းမျိုးမကင်းတဲ့သူတွေဖြစ်စီပေါ့နော်ချင်းငါတာလို့ဒါတွေအစားကြုံရတယ်မချီဦးဆိုလို့ရှိရင်လည်းကိုယ်စိတ်ဆိုးတယ်ပေါ့နော်မိတ်ရဆွေဖြစ်တယ်ကြည်လိုက်လို့ရှိရင်လည်းရတဲ့အရာရှိတဲ့ပတ်စံပြန်တောင်းလို့မရဘူးမရတဲ့အခါမှာလည်းထပ်ပြီးမိတ်ပြတ်တယ်ပေါ့နော်အဲ့တော့ကိုယ်ပတ်စံကိုတော့မိတ်အပြတ်မခံနဲ့ပေါ့နော်တက်နိုင်လို့ရှိရင်တော့အလေကားပေးခြင်းပေးလိုက်ပါလို့အကြံပေးခြင်းနဲ့အခြေအနေပတ်သက်ရင်တော့တနေ့နဲ့တာသမီတွေဒီကာလမှာအခြေအကန်လေးတွေအမှန်တန်စမ်းပွင့်တဲ့ကာလတွေမှာပါတယ် အဲတချို့လူတွေဆိုရင်ချစ်သူဟောင်းရည်သားဟောင်းတွေကိုပြန်ပြီးဆက်သွယ်တာမျိုးလေးတွေအစားကြောင်းတဲ့တဲ့ကိန်းရှိတယ်ချစ်သူလုံးဝမရှိတဲ့သူတွေလည်းချစ်သူအစ်တစ်တွေပါရတတ်တယ်အဲ့တော့စိတ်ကြရွှေ့ချက်ပါတေချာလေးခေါင်းအေးထားပြီးရွှေ့ချက်ပါဒီကလာမှာစုံသီးရတဲ့ချစ်သူတွေဒီအဲတချို့လူများဆိုရင်ချစ်သူဖြစ်တာဘယ်တော့မှမကြသေးဘူးအိမ်အောင်ပြုတော့မယ်ဆိုပြီးတော့တော့မှရည်ရွယ်ပြီးတော့ချက်ချင်းလက်ငယ်အိမ်အောင်ပြုတာတွေအစားဖြစ်တဲ့တော့ဟိုအိမ်အောင်ဘက်ကောင်းတွေအထိရွှေ့ချက်လို့ရနိုင်တဲ့အနေအထားဒီကြောင်းတဲ့တဲ့ကိန်းတွေမှာပါပါတယ်အဲပြီးတော့ဒီကလာမှာ တချို့တွေဆိုရင်မင်္ဂလာတွေပါတယ်ဆောင်ရတာအိမ်တော်ရတာတွေပါတယ်ပြုဖို့ဆိုပြီးစီစဉ်တိုင်ပင်ရတတ်တဲ့ဂိမ်းမင်္ဂလာကိစ္စတွေကျောင်းတတ်တဲ့ဂိမ်းတွေမှာပါတဲ့တို့ကအမရန်ဝမ်းသာဖို့ကောင်းတယ်တခုပဲချစ်သူဖြစ်စေအိမ်တော်ဘဖြစ်စေအတူတူမရှိဘဲနဲ့တယောက်တနေရာဒီခွဲနေနေရတဲ့သို့မဟုတ်နိုင်ငံအခြားသို့မဟုတ်တနေစီပေါ့နော်အဲခွဲနေနေရတဲ့သူတွေဆိုကြရင်တော့အဲ့လိုစမ်းပွင့်တဲ့ဒဏ်ကိုမခံနိုင်ဘဲနဲ့ကိုယ်ကိုယ်တိုင်သို့မဟုတ်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘကအဲအငယ်နောင်တွေ့တာနောက်တစ်ယောက်တွေ့တာမျိုးတွေဖြစ်တဲ့အခါမှာရှစ်တဝကနောက်ဆုံးအခက်တွေနဲ့သုံးဝန်းဆောင်ပြဿနာတွေနဲ့ရှုပ်ရှက်ခတ်တဲ့အနေအထားကြီးကြုံရတဲ့အတွက်အထူးသတိထားပေးပါလို့ကျွန်တော်အကြံပေးလိုတယ်ဗျာနော် အပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာအလုံးနဲ့ပတ်သက်တဲ့အနာဂတ်တွေဘာတွေဖြစ်လာတာခိစားမရှိပါဘူး။ပညာရေးတည်တံ့သွားတဲ့သူတွေကြတော့အညာအခိုက်လေးတွေရှိတယ်ပေါ့နော်။တခြားတော့ဂယူးဆိုင်ပေးစေခြင်းနဲ့စောင်းမွေးတွေဘာတွေကြားတဲ့ဂိမ်းတွေရှိတယ်တို့ကဂယူးတော်တော်လေးတော့စိုက်ပေးပါရမယ်။ဝရိယအားလေးကိုပုံမှန်ကြိုးစားရတဲ့ပို့ပြီးတော့နှဆသုံးသောင်းလောက်တင်မှတော်ကကြမယ်ဆိုတော့ဒါတွေတော့ပြောနေတယ်ဗျာနော်။အော်ဝလာ16ရက်19 20 21 22 23အဲ့ရတဲ့ဇက်တိုင်းအမရန်ကန်ကောင်းတယ်ဗျအလုပ်မရှိတဲ့သူတွေဆိုအလုပ်ရတယ်အလုပ်ရှိတဲ့သူတွေဆိုလည်းလက်ရှိလောက်ကနေလည်းအလုပ်ပြင်ထပ်ပြီးတော့ပို့ပြီးတော့ ဒီစီးပွားဥစ္စာတွေတိုးဖို့အတွက်အလုပ်တွေပါတယ်ထက်ရတာမျိုးတွေဖြစ်တတ်တယ်။ပြီးရင်အဲအရှင်းမြောက်အရက်ပေါ့နော်အရှင်းမြောက်အရက်ကိုခီးသွားတာမျိုးတွေဖြစ်တတ်တယ်။ခီးသွားပြီးတော့ပြန်လာပြီးတဲ့နောက်ပိုင်းငွေကြေးစီးပွားလက်လာပါတွေပို့ပြီးတိုးတက်လာလိမ့်မယ်။အဲကုထက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီဆက်ဆောင်မှသာမှုကြောင့်လက်ရှိရောက်နေတဲ့အဆင့်နဲ့ထက်နောက်တစ်ဆင့်ပို့ပြီးမြင့်မားသွားမယ်ဆိုတဲ့အနေအထားတွေကြုံရတတ်တယ်။အဲ့ဒီရက်ပိုင်းမှာပဲအိုးအိမ်နေရာထိုင်ခင်းအလုပ်ကနေပတ်သက်တဲ့ကိစ္စတွေစကားပြောဆိုလို့အောင်မြင်လိမ့်မယ်။အလိုရှိရာစံနာတွေတွေတလုံးလုံးဝပြေသွားတဲ့ကာလပေါ့ဗျာ။အောင်နိုဘာလ24ရက်တရက်ကတော့အညံ့အခိုက်တွေရှိတော့တစ်ချက်သတိထားပဲ။ ယင်းနေ့တဲ့စေမျိုးသားချင်းမိတ်ဆွေအရင်ချာတွေမိတ်ပြက်စရာမျက်နှာပြက်စရာတွေဖြစ်ပြီးအထင်လို့ပြီးမုန်းတတ်တယ်ရှင်းပြရင်လည်းဘယ်သူမှကိုယ်ကိုလက်မခံဘူးအများနဲ့တယောက်ဖြစ်ပြီးတော့သဘောထားကွဲလဲမှုတွေကြုံရတဲ့အခါအဲအလောက်ကနေထွက်ချင်းပြောင်းရင်ရွှေ့ချင်တဲ့စိတ်တွေပါပေါ်လာတော့တော့အရန်များတတ်တယ်သတိထားပဲနော်အဲ့တော့ဒီကလာမှာကန်ရီးယားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်ချက်သွေးအောင်အနီအောင် အပြာအောင်အဝါအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်ဇပယ်ပန်းစိန်ချေပန်းကြောက်စိန်ပန်းအဲမိမျိုးပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်တွေဖျားမှာနော်တခုမရတခုပေါ့နော် အဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကျောင်းကနေအညာနေလေးကင်ပြီးကောင်းတဲ့ကနေလေးပို့ကောင်းအောင်ရေရလေးခြေချရအောင်ဗျာရေရရနေနဲ့ဘယ်လိုခြေချရမလဲဆိုတော့မြတ်စွာဘုရားကိုစီထမင်းနဲ့ဗျာကျော်လေးစွန်းကတ်လူပြအောင်ကတ်လူပေးမယ်အဲပြုလို့ရှိရင်အဲ့ဒီစွန်းစွန်းတဲ့ခါမှာလဲမိမိကိုယ်တိုင်စားသုံးပြီးအလိုရှိရာလေးစုဆောင်သလိုတကယ်စားသုံးမဲ့သူတွေကိုလဲဒါနပြုကျွေးပြအောင်ကျွေးပေးလိုက်ပါဗျာနော်ဒါအပြင် ကော်ဘူးကော်ကွာအဟောင်းလေးတွေကိုအိမ်မှာတုံးတယ်လေမကောင်းတဲ့ကော်ဘူးကော်ကွာအဟောင်းလေးတွေတစ်ခါတော့ဘူးခွန်လေးတွေအဲ့ဒါလေးတွေကိုရှာဖွေပြီးတော့လမ်းထိပ်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုကြသွားရောက်စွန့်ပြလိုက်ပါဒါဆိုတော့ပိတ်နေတဲ့လက်လာပါလေးတွေပွင့်သွားပြီးကောင်းတဲ့ကန်လေးတွေကအေကန်မုတ်ချပိုး၍ကောင်းသွားပါလိမ့်မယ်အစသအရာရာအဆင်ပြေပါသလိုဆရာဆုမကောင်းတောင်းဝေးပါတယ်ဗျာနော်